ပြည်ထောင်လုံးမင်းမင်္ဂလာပါခင်ဗျာစပေါ့အတူစီကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့လီဗာပူးနဲ့အာဆင်နယ်တို့အမှတ်ရမယ့်ပွဲစဉ်ကြောက်အတွက်ပေါ်မန်စနဲ့101 great goal ရဲ့ပွဲကြိုခံမှန်းချက်များပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ပတ်မန်စီးတီးနဲ့ပွဲအတွက်အာဆင်ကလူစင်းကိုကျင်ညာလိုက်တာနဲ့ကျွန်တော်ရဲ့ဆဲလုရှားမှုအားလုံးပျောက်ဆုံးသွားကြတယ်အာဒီတာကကွင်းလယ်ခန်းစားကစားသမား3ဦးနဲ့ပွဲထွက်လာပြီးအီစီကိုခြံထားကြတယ်ခဏဒီလိုပွဲမျိုးတွေအတွက်အီစီကိုပတ်စံအများကြီးပေးပြီးခေါ်ထားတာလीသူ့ကိုခြံထားကြတယ်ဆိုတော့ဘာလို့ခြံထားလဲ အစီက post ပေးနေပလာပွဲကစားဖို့အတွက်ဒီကိုရောက်လာတာမဟုတ်ဘူးလေအဲ့ဒါကကျွန်တော်ကိုရေမောမိစေခဲ့ပြီးတိတ်မကြအသေးခင်တော့ကအာစနစ်က trouser ကိုလူစင်းနဲ့ကနေထုတ်ခဲ့တာကိုပြန်တွေးမိလို့ပါဒါပေမဲ့သူက city နဲ့ရင်ဆိုင်ရမယ့်ပွဲမှာပွဲထွက်လူစင်းနဲ့ပြန်လဲပါဝင်လာခဲ့တယ်ပွဲပြီးမှအာစနစ်ကိုဝေဖန်ရတာကလွယ်တယ်ဆိုတော့သိပါတယ်ဒါပေမဲ့ကျွန်တော်တို့အခု man city နောက်ဘလောက်ဝိုးဝေးမှာရောက်နေကြလဲဆိုတာသိသွားခဲ့ပြီးဖြစ်ပြီး auditor လည်းစိတ်ပြတ်ခဲ့မိပါလိမ့်မယ်ကျွန်တော်အရင်ဘက်ကပြောခဲ့တာကအာစနယ်တင်းနေတဲ့ဖလားရဖို့ရေပန်းအစားဆုံးဖြစ်ဖို့ဆိုရင်လာမယ့်နှစ်ပွဲကနေ၄မှတ်ရဖို့လိုတယ်ဆိုတာပါ อืมသူတို့တွေအင်ကွင်းမှာ CDC ကတမတ်ရခဲ့ပြီးအခုသူတို့ Newcastle အင်ကွင်းကိုသွားကစားရတော့မယ်အာဆနယ်သားဒီအဖက်နိုင်ပွဲတွေပြန်ရယူနိုင်မယ်ဆိုရင်ကျွန်တော်တို့ Man City နဲ့ပွဲကတမတ်ကကောင်းမွန်တဲ့တမတ်လို့မြင်ရမှာပါဒါပေမဲ့ Newcastle နဲ့ပွဲမှာစံကျင်ဘက်ဖြစ်လာမှာကိုကျွန်တော်ကြောက်ရွံ့မိတယ်အချိန်ကပဲစကားပြောသွားမှာဖြစ်ပြီးဒီအဖက်ပွဲစဉ်6ရက်အတွက်ကျွန်တော်ရဲ့ခံမှန်းချက်တွေကိုကြည့်လိုက်ကြရအောင် Brentford vs Man United Ruben Mourinho ကဟိုနေ့က Chelsea နဲ့ပွဲတော့ကလိုအပ်တဲ့နိုင်ပွဲရခဲ့ပြီး Brentford ကတော့ဒီပွဲမှာရှုံးမယ်လို့မထင်ဘူး ဒါကမန်ချက်စတာယူနိုက်တက်အတွက်အိမ်မက်ဆိုပါဘရန်ဖို့ကဒီပွဲကိုပွင့်ကစားမှာမဟုတ်ပါဘူးသူတို့တွေခံစစ်မှာပိတ်ဆော့ပြီးဧည့်သည်တွေအတွက်ခက်ခဲအောင်လုပ်ပါပါသူတို့တွေကတေကန်ဘောတွေနဲ့လက်ပစ်ဘောအဝေးပြတဲ့နေရာတွေမှာအရန်ကောင်းပြီးဒါကမန်ယူနိုက်တက်အတွက်စိုးရင်စရာဆိုတာသိတာပါတယ်ဘာလို့လဲဆိုတော့သူတို့ကိုယ်တမကယုံကြည်မှုမရှိသေးလို့ပါမန်ယူနိုက်တက်အတွက်အနိုင်ရမယ်ဆိုရင်ရလကောင်ဖြစ်လာမှာဖြစ်ပြီးဘရန်ဖို့ကဇေယျအောက်ကနေရင်အစင်လေးဖြစ်ပြီးတကယ်လက်တွေ့ဘဝမှာအမိုရင်းအတင်းအတွက်လွယ်ကူရနိုင်ပွဲဖြစ်တင်ပါတယ် ဒါပေမဲ့တရားနေတွေကတကယ်လက်တွေ့ပွားနဲ့ကင်းကွာနေတာကြာပြီဆိုတော့တကူတကူတည်ရပဲထင်ပါတယ်။ 11grade 9ကတော့ပြားတွေနှကောတကူနဲ့အနိုင်ရမယ်လို့ခံမှန်းထားပါတယ်။ဒီပါဇာဘုံမောက်ဒီပွဲကစောင့်ကြည့်တဲ့ပွဲကောင်းတွေပဲပါ။ဘုံမောက်ကအမြင်ပြန်နေပြီ။လေးစကပြီးခဲ့တဲ့ပတ်ဝူးနဲ့ပွဲမှာမယုံနိုင်စရာရလာရခဲ့လို့ပါ။ပရီးမီးယားလိကိုပြန်ရောက်လာခဲ့ပြီးနောက်ပိုင်းရာသီစာကလေးကလေးစကကိုးသွင်းဖို့ရုံငံခဲ့ရတယ်။ဒါပေမဲ့သူတို့ကစားသမားသုံးစလုံးကဘူးဖ်နဲ့ပွဲမှာဂိုးသွင်းနိုင်ခဲ့ပြီးဒါကဒန်နီယယ်ဖောက်အတွက်နောက်ထပ်နိုင်ပွဲတွေရောက်လာမယ်ဆိုတဲ့လက္ခဏာလို့မျှော်လင့်နေမှာပါ ဒါပေမဲ့ရဲ့ list အတွက်ပြဿနာကသူတို့ပြိတက်တွေကဒီပွဲကိုဘုံမောင်းနဲ့ပွဲစီယူဆောင်သွားနိုင်လိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ရောက်လာကြမှာပါ။ list ကသူတို့ပြိုင်ဘက်တွေကိုလေးစားမှုပြပြီးခန်းစစ်ကိုတေချာလုံအောင်ထားနိုင်ရဲ့အခွင့်အရေးရှိနိုင်ပါရီ။ဒါပေမဲ့သူတို့အိမ်ကွေးမှာကစားရမှာဖြစ်ပြီးသူတို့ပြိတက်တွေကအဲ့ဒီလိုကစားပုံမျိုးမြင်ကြမှာမဟုတ်ပါဘူး။ဘုံမောင်းကအတင်းငယ်ဆိုပေမဲ့မယုံနိုင်စရာကောင်းလိမ့်။ပြီးခဲ့တဲ့ရာသီကုန်မှာသူတို့ရဲ့အကောင်းဆုံးကစားမှုတွေက၃ခုလပါဘူး။ရီယန်နဲ့ PSG တို့ကိုရောင်းထုတ်ခဲ့ပြီးအခုထိတော့ဘာမှတော့မပြောင်းလဲသွားခဲ့တဲ့ပုံပေါ်နေပါသေးတယ်။ ကျွန်တော် list အိမ်ဝင်းခြေစုံကိုအထင်ကြီးခဲ့ပေမဲ့ဒီဘွဲမှာဘောမောက်က၃ဂိုးတခုနဲ့အနိုင်ရသွားမယ်လို့ထင်ပါတယ်။ well one grade ကိုကလည်းဘောမှာစနစ်အမြင်တူပြီးဘောမောက်က၃ဂိုးတခုနဲ့နိုင်မယ်လို့ခံမှန်းခဲ့ပါတယ်။ Chelsea vs Brighton Brighton ကသာမားတွေအားလုံးတော်တော်ပွဲကြီးတစ်ပွဲပါဘာလို့လဲဆိုတော့သူတို့ကအစမ်းကာလာမှာရှိနေလို့ပါသူတို့တွေပွဲကောင်းတစ်ပွဲပိုင်ဆိုင်ခဲ့ရင်ချက်စီကိုပြောင်းနိုင်ပါလိပြီးခဲ့တဲ့ရာသီတုန်းကဒီပွဲကိုမှတ်မိသေးပြီးဂိုးပန်းမက၄ဂိုးသွင်းခဲ့ပြီးမယုံနိုင်စရာပရမပိုင်းဖြစ်ခဲ့တယ ဒါပေမဲ့ပုံမှန်လေးလေးပြောရရင်ဒီတစ်ပတ်မှာအဲ့ဒီလိုမျိုးထပ်ဖြစ်လိမ့်မယ်လို့မမျှော်လင့်ထားပါဘူး။ချက်စီကရာသီကိုကောင်းကောင်းမစတင်နိုင်ခဲ့ဘူး။ဒီအတင်းကကြီးမားတဲ့ဖလားတွေကိုရနိုင်ကြအတင်းဖြစ်ပြီးသူတို့နေရာကိုသူတို့ပြန်သွားရမှာပါ။ဒီပွဲကချက်စီအတွက်နိုင်ငုံနိုင်ရမယ့်ပွဲပါ။မနိုင်ငယ်ဘူးဆိုရင်နီးပြားကဖီးအားတွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြောရမှာဖြစ်ပြီးဒီပွဲကသူတို့အတွက်အခက်အခဲတဲ့ပွဲပါ။ Brighton တယောက်အနေနဲ့ကျွန်တော်စိုးရိမ်မိပေမဲ့သူတို့အနိုင်ရမယ်လို့ထောက်ခံနေတော့ပါပဲ။ဘာလို့လဲဆိုတော့ Brighton ကပြီးခဲ့တဲ့နှစ်တွေတုန်းကကျွန်တော်တို့မြင်ခဲ့ရတဲ့အတင်းလောက်မကောင်းတော့တာမို့လို့ပါ။ ဂျက်စီကငကိုတကူနဲ့အနိုင်ရတော့ပါလိမ့်မယ်101ဂရေကူကလည်းပေါ်မှာဆန်တိုင်းပဲခံမှန်းခဲ့ပါတယ်မန်စီးတီးဗတ်ဆက်ဘန်လီပြီးခဲ့တဲ့ပတ်ကအာဆင်နယ်နဲ့ပွဲမှာမန်စီးတီးစီကမြင်ခဲ့ရတဲ့အရာအကြောင်းကျွန်တော်အံအားသင့်ခဲ့ရတယ်ဆိုတော့မလိမ်ပါဘူးသူတို့မှာရှိနေတဲ့ကစားသမားတွေအားလုံးရဲ့အရေးအသွေးနဲ့ဘောလုံးပိုင်ဆိုင်မှု33ရာခိုင်နှုန်းပဲရှိခဲ့တယ်မဟုတ်လားအစိုးမဂွာရီလာကသူ့ရဲ့တိုက်စစ်ကစားသမားတွေကိုထုတ်ပြီးနောက်ခံလူတွေထည့်ခဲ့တာပဲအားရအောင်သူတို့ကိုပေးခဲ့ရသေးတာကမယုံနိုင်ပါဘူးဒီပွဲကပွဲကောင်းတစ်ပွဲဖြစ်ပြီး CD အနိုင်ရမယ့်ပွဲပါ တကယ်လို့ပြီးခဲ့တဲ့အပတ်တို့တွေထိန်းထားနိုင်ခဲ့ပြီးအာဆနယ်ကိုအနိုင်ရခဲ့မယ်ဆိုရင်ဒီအပတ်နိုင်ပွဲရပြီးတာနဲ့ကျွန်တော်တို့အားလုံး City ပြန်လာပြီလို့ပြောကြမှာပါဒါပေမဲ့ Emirates မှာကစားခဲ့တဲ့ပုံစံကိုမြင်ခဲ့ရပြီးတဲ့နောက်ရာသီကုန်မှာသူတို့ကိုဇယားထိတ်ဆုံးနှစ်နေရာထဲမှာမြင်ရဖို့ခက်ခဲ့ပါတယ်ဘန်လီနေနဲ့ဒီပွဲမှာ Man City ကိုရင်ဆိုင်ကစားနိုင်မယ်လို့မထင်ပဲ Asian ကနှစ်ခုခုမရှိတဲ့တတ်တုံတတာနိုင်ပွဲရသွားမယ်ထင်ပါတယ်1-1 Grey Go ကတော့ Man City က၄ခုခုမရှိတဲ့အနိုင်ရမယ်လို့ခန့်မှန်းခဲ့ပါတယ် Belly vs Liverpool ဘဲလစ်ကဧပြီလကလေးကရှုံးပွဲမရှိခဲ့ပဲ18ပွဲ18ပွဲတည်ရှိနေပြီ။လဘာဘူးနဲ့အာစနယ်တို့သာအရင်ချိန်တုန်းကဘဲလစ်လိုမျိုးရှုံးပွဲမရှိခဲ့ရင်ဖလားနှလုံးလောက်အနိုင်ရခဲ့မှာပါ။လဘာဘူးကဆေဟပတ်မှာအနိုင်ရမယ်ဆိုရင်အာစနယ်နျူကာဆယ်နဲ့မကစားခင်ရှင်းမှတ်သားနဲ့ဦးဆောင်နိုင်မှာဖြစ်ပြီးအဲဒီတော့ဒီပွဲမှာလဘာဘူးနိုင်ပြီးဒီနေ့ကနေ့အာစနယ်သာရှုံးရင်ဖလားပြိုင်ပွဲကပြီးပြီ။အဲလိုပြောတာနည်းနည်းယူရကြရဲဆိုတာသိပြီးအာစနယ်ကရှေ့မှာပွဲကောင်းနေလာဖို့ရှိနေတယ်။ဒါပေမဲ့သူတို့ကြားမှာရှင်းမှတ်ကွာတာကတော့အရင်အများလုံးပါလိမ့်မယ်။ ခမားသာပဲလေးအင်ဝဲမှာအနိုင်တော့မရရင်ဖလားပြန်ပွဲအတွက်အားတက်စရာဖြစ်လာမှာပါဘာလို့လဲဆိုတော့သူတို့ကခမားရဲ့ပြိုင်ဘက်တွေကတသိန်းကိုစိတ်ပြတ်အောင်လုပ်နိုင်လို့ပါဒီဘွဲကကစားရချက်တဲ့ပွဲဖြစ်လာမယ်ထင်ပြီးလဘာဘူးကတရေရဖို့ကြိုးစားရနိုင်တယ်တကူတကူနဲ့ပဲပြီးမယ်ထင်တယ်ဝမ်ဝါဂရယ်ကူကလည်းပုံမှန်ဆိုင်ရဲ့ခံမှန်းချက်ကိုထောက်ခံခဲ့ပါတယ် Forever Sanala Forest ကယူရိုပါလိမှာအနိုင်ရမယ်ထင်ပြီးမှအကံမကောင်းခဲ့ပါဘူးအဲ့ဒီပွဲကိုသူတို့တတောင်တတောင်နဲ့အနိုင်ရခဲ့တင်ပါတယ် ရေပတ်တဲ့ပွဲကနောက်ကျခြေပါကိုပြရပြီးတည်ကြခဲ့တာဒီအပတ်ပွဲမှာအကျိုးသက်ရောက်မှုရှိမလားဆိုတာစိတ်ဝင်စားကြပဲသူတို့ပြိုင်ပွဲဆန္ဒလန်ကလည်းဒီရသည်မှာအရန်အံ့ဩစရာကောင်းနေခဲ့ပြီးဘဲလစ်အင်ဝင်မှာအထင်ကြီးစရာတည်ကြခဲ့ပြီးနောက်ဗီလာကိုပါတယောက်ယောက်နဲ့နောက်ထပ်တမတ်ရယူနိုင်ခဲ့တယ်ဖော်ရက်ကစီတီဂရောင်းမှာနောက်ထပ်ကစားခဲ့တော့ဝါဆန်ကဖိတ်ဆော့ပြီးဂန်ကောင်းကျင်တော့နောက်ကျအနိုင်ကိုသုံးကိုသွင်းပြီးသုံးကိုကိုမရှိနဲ့အနိုင်ရသွားခဲ့တယ် ဆန္ဒကန်ကအဲ့ဒီဘွဲကနေအတူယူသွားမှာဖြစ်ပြီးသူတို့ကခြေသားကောင်းရနေတဲ့နေ့မှာဘယ်အသေးမဆိုအံ့အားတင်အောင်လုပ်နိုင်ပေမဲ့ဒီဘွဲမှာအင်ကွင်းအားသာချက်ကကွဲပြားချနာမှုဖြစ်လိမ့်မယ်လို့ထင်တယ်။ Forest ကတကူကူမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။ဝမ်ဝမ်ဂရီကိုကတော့ forest ကနှစ်ကိုတကိုနဲ့အနိုင်ရမယ်လို့ခံမှန်းခဲ့ပါတယ်။သဘာဝဇာ wolf wolf ကအရင်ဘက်ကဘယ်လိုဖြစ်ပြီးရှုံးသွားလဲဆိုတော့မယုံနိုင်ပါဘူး။သူတို့တကိုကိုမရှိနဲ့ဦးဆောင်တဲ့ချိန်မှာပွဲကပြီးပြီလို့ကျွန်တော်ထင်ခဲ့တယ်။ဒါပေမဲ့သူတို့တွေ list ရဲ့လုံးဝဖြည့်ဆည်းတာခံလိုက်ရတယ်။ အဲ့တော့ပြောရရင်ဒီပွဲမှာစပားနိုင်ပွဲကလွဲပြီးဘာမှမမြင်ပါဘူး။သူတို့တွေတော့မန်ဖရန့်ကစားခြင်းနဲ့ပုံစံတိုင်းကစားနေတွေ့အနိုင်ရမယ့်အသင်းကတသိမ်းပဲရှိပါလိမ့်။စပားအနေနဲ့ဒီရာသီထိဆုံးငားနေရတဲ့ပြီးဆုံးနိုင်ရင်အရန်ကောင်းမယ်လို့ကျွန်တော်ပြောရမှာပါ။သူတို့အနေနဲ့အဲ့ဒါကိုရအောင်လုပ်နိုင်စွမ်းလည်းတကယ်ရှိပါလိမ့်။စပားကနှစ်ကိုကိုမရှိနဲ့အနိုင်ရသွားပါလိမ့်မယ်။11 Grey ကတော့စပားက၃ကိုကိုမရှိနဲ့အနိုင်ရမယ်လို့ခံမှန်းခဲ့ပါလိမ့်။ Aston Villa vs Fulham ်ဒီပွဲကဖီလာအတွက်ကြီးမားတဲ့ပွဲဖြစ်ပြီးဘရမာသုံးနိုင်ပွဲရဖို့လေဖီအားရရှိနေမှာပါသူတို့တွေတရားဝင်ဆန္ဒလန်းကိုတကူကောမရှိနဲ့ဦးဆောင်နေပြီးအဲ့ဒီပွဲမှာသူတို့ဒီရာဒီဘရမာသုံးနိုင်ပွဲရပြီလို့ထင်ခဲ့တာပါဒါပေမဲ့ဖီလာကအဲ့ဒီနောက်ပိုင်းကိုသွင်းနိုင်တဲ့ပုံမပေါ်ခဲ့ပဲဆန္ဒလန်းကိုပဲပွဲထဲပြန်လာခွင့်ပေးတယ်ဖူလာနဲ့ပတ်သက်ပြီးထိုးစန္ဒရှိတယ်ဘာလို့လဲဆိုတော့သူတို့ဒီရာဒီမှာလောက်ခဲ့တာတွေအတွက်ချီချူးတင်းတလောက်ချီချူးမခံခဲ့ရလို့ပါဒီရာသီသူတို့ရှုံးခဲ့တာချက်စီရဲရှိသေးပြီးပြောရရင်အဲ့ဒီပွဲမှာလေသူတို့ရှုံးဖို့မထိုက်တန်ခဲ့ပါဘူး။ဂိုင်းကြောင့်ရှုံးခဲ့တာ ဖူလန်ကအခုသုံးပွဲဆက်နိုင်ပွဲရတာပြီးအင်ရှင်တွေကိုနာကျင်အောင်လုပ်နိုင်မှာပါဗီလာသာဒီပွဲမှာအနိုင်မရခင်တို့တို့အတွက်ပြဿနာတက်ပါပြီဘာလို့ဒီလိုပြောလဲဆိုရင်တို့ကပြိုင်ဘက်တွေတဲ့စာရင်ပိုလွယ်ကူတဲ့ယာတီအစားကိုပိုင်ဆိုင်ခဲ့လို့ပါနျူကာဆယ်နဲ့ရင်ဆိုင်ပြီးနောက်ဘရန်ဖို့ပဲလစ်အေဗာတန်ဆန်ဒါလန်တို့နဲ့ကစားခဲ့ရတယ်အဲဒီတွေကသုံးသင်းကပြီးခဲ့တဲ့ယာတီဒန်းစင်းဆုံးအထက်နားမှာရက်တည်ခဲ့ပြီးဂျန်နဲ့တသင်းကတန်းတက်လာတဲ့အင်းပါဒါတော့မှဗီလာကနိုင်ပွဲမရယူနိုင်ခဲ့ဘူးဒီဘက်ကဗီလာအတွက်အန်ဒရယ်ရှိတဲ့ပွဲဖြစ်ပြီးတို့တို့အတွက်အနိုင်သုံးမရဖို့ဆက်ဆောင်ရအောင်မယ်ထင်တယ် တကူတကူတည်ရလောက်ပဲမှန်ပါတယ်11 grade 9ကလည်းပေါ်မဆန်နဲ့အမြင်တူခဲ့ပါတယ်လူကာဆေဖာဆန်အာဆန်နဲ့လူကာဆေကအမြင်နဲ့အာဆန်နဲ့ပွဲကြရင်ခြေစွားတယ်စိန်ဂျင်းဘတ်ကပရိသတ်တွေကလည်းအမြင်နဲ့ကောင်းမှုပေမဲ့ဒီပွဲကြရင်ပိုပြီးတော့အားပေးကြတယ်အာဆန်ကနောက်ဆုံးအဲ့ဒီမှာကစားခဲ့တဲ့၃ပွဲစလုံးရှုံးခဲ့တယ်သရော့တို့အတွက်အန်ဒီရှိတဲ့ပွဲပါဒါမှမဟုတ်ပဲလေးစနဲ့တည်ရကြရင်အာဆနယ်ကဒီဘွဲကနေတည်ရတမန်နဲ့ပြန်ရလဲကိစ္စရှိမယ်မထင်ဘူး။ဒါပေမဲ့အမတ်ပေးစရာအူဆောင်ဒရေတာနောက်ထပ်၃မှတ်ရခဲ့ရင်ဒီဘွဲကမဖြစ်မနေအနိုင်ကစားရမယ့်ဘွဲဖြစ်လာပါလိမ့်မယ်။ အာစနယ်ကိုကြည့်လိုက်ရင်တို့လီဗာပူးမန်စီးတီးတို့အားလုံးနဲ့ရင်ဆိုင်ခဲ့ပြီးပြီဖြစ်ပြီးနျူကာဆယ်နဲ့ဒီအပတ်မှာရင်ဆိုင်ရမယ်။တို့ငွေတွေအများကြီးသုံးခဲ့ပြီးတော့ဒီသုံးနည်းနဲ့ကတသိန်းမှမနိုင်ခဲ့ဘူးဆိုရင်ဘလို့ဖြစ်မလဲတွေးကြည့်ပါလား။ဘာမှလဲတိုးတက်မှုကအာစနယ်ကဒီပွဲပြီးမှပွဲချောင်ပြီးနျူကာဆယ်ကိုအနိုင်မရခဲ့ဘူးဆိုတော့အဲဒီပွဲချောင်တဲ့ကာလကိုလီဗာပူးနောက်ရှင်းမအကွာကနေကစားရလိမ့်မယ်။ခမရတာဆူဗလာပြိုင်ပွဲတွေကအတင်းဆိုရင်ဘွဲချောင်တဲ့ကာလာကိုလိုက်မိဖို့မဟုတ်ပဲပြိုင်ဘက်တွေကိုအမှတ်ဖြတ်ဖို့ပဲကစားချင်ပါပါ အာဆနယ်ကဒီပွဲကိုပိတ်ကစားမှာမဟုတ်ပဲအဲ့လိုသာကစားရင်ညူကာဆယ်ကကိုးတင်သွားလိမ့်မယ်ကျွန်တော်ဆိုရင်တော့ဒိုက်စစ်တုံးအဖြစ် EZ စကာယောဂရက်စတိုကိုကစားခိုင်းမှာဖြစ်ပြီးအာဒီလာကတော့အဲ့လိုလုံးမယ်လို့မထင်ဘူးမာတင်နယ်လီက EZ စားပွဲအတွက်ခွင့်ရမယ်လို့ကျွန်တော်ခံစားနေရပြီးသူကစီကံပိုင်းကောင်းတဲ့ကစားသမားဖြစ်ပြီးသူ့ရဲ့မျက်နှာကအတုံးဝင်လာမှာပါဒါပေမဲ့ EZ ကအဓိကနောက်ခံအကြောင်းရင်းဖြစ်ပြီး Man City နဲ့ပွဲမှာပြသခဲ့တယ်လို့သူကပိတ်ထားတဲ့ခံစစ်တွေကိုဖွင့်ပေးနိုင်တယ် ယူကာစကလည်းပါဘူးကိုဆက်ရောက်တဲ့နဲ့ဘန်ဒိုခန်ကန်သွားလေးဆိုတော့ဒီဟာဒီအစောပိုင်းစိန်ကျင်းပတ်မှာကျွန်တော်တို့မြင်ခဲ့ပြီးဖြစ်ပြီးအဲဒီဘက်မှာလည်းပါဘူးအနိုင်ရခဲ့တာတကယ်ကံကောင်းတာပါအာစနယ်ကလည်းအဲ့ဒီတိုင်းလှုပ်ချင်ပေမဲ့လုံနိုင်မယ်မထင်ဘူးတကူတကူတည်ကြမယ်လို့ထင်ပါတယ်ဝမ်ဝမ်ဂရေကိုကတော့နှကိုနှကိုနဲ့ပြီးမယ်လို့ခံမှန်းထားပါတယ်အဗာဒဘဇန်ဝါဆန်ကျွန်တော်အဗာဒန်ကိုစိတ်ပြက်ခဲ့တယ်သူတို့တွေကြားရမှာဝူးဖ်နဲ့ဖလားပွဲကစားခဲ့ပြီးသူတို့တက်ဖလားရဖို့တကယ်အခွင့်အရေးဖြစ်ပေမဲ့သူတို့တလွဲလုပ်ခဲ့တယ်ဒီဟာဒီအဗာဒန်ကပရီးမီးယားလိအဆင့်ဘလောက်မှာပြီးဆုံးပါလဲ သူတို့ထိတ်ဆုံးလေးနေရာတော့ရောက်နိုင်မှာမဟုတ်တလို့တန်းစင်းစုံတိုက်ပွဲတွေလည်းရှိမှာမဟုတ်ဘူးအဲဒါဆိုဘာလို့ဗလားပြိုင်ပွဲမှာအာယုံမဆိုင်တာလဲအန်အတင်းရာကောင်းတာကသူတို့အားလုံးကိုအနာပေးခဲ့ပြီးဘူးဖြုတ်ပြစ်တာခံခဲ့ရတယ်အခုအေဗာဒန်က FA ပဲကစားဖို့ရှိတော့ပြီးအဲ့ဒီပြိုင်ပွဲမှာလည်းထပ်ပြုတ်ပြီးဒီရာစီတိုက်ပွဲဝင်စရာဘာမှမကျန်တော့ဘူးအေဗာဒန်အတွက်ကံကောင်းတာကဝါဆန်ကတကယ်ကိုစိုးရွားနေတယ်ဖော်ရက်စ်ကိုအနိုင်ရခဲ့တဲ့ပွဲကကြောက်ခဲရေပေါ်တာပါပေါ်တာရဲ့အတင်းကကံကောင်းခဲ့တာပါ ဒီဘက်က Everton အတွက်ကာရာဘောင်းကထွက်ခဲ့ရလို့စိတ်ပြတ်မှုကိုခြံထားနိုင်ခဲ့ဖို့အကောင်းဆုံးပွဲဖြစ်ပြီးငကိုကိုမရှိတဲ့အနိုင်ရတော့ပါလိမ့်မယ်။1-1 Grego ကလည်းပေါ်မှာဆိုင်ခံမှန်းချက်ကိုထောက်ခံခဲ့ပါတယ်။အခုလိုမျိုးတရေဝန်တရင်းတို့ကိုအမြဲကြည့်ရှုနားဆင်နိုင်မှုအတွက်ကျွန်တော်ရဲ့ Sport Edu YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။